မိဘပြည်သူများရှင်ပြည်သူ့ဗဟိုပြုမီဒီယာ Prime Media မှာတင်ဆက်မှုဖြစ်ပါရရှင်မိဘပြည်သူများရှင်ဒီကာလတွေမှာသကြံသချင်းလေးတွေကြားနေရပြီလားရှင်ကျမတို့မြန်မာလူမျိုးတွေအတွက်သကြံကာလဆိုတာကနှစ်စဉ်နေ့တိုင်းစောင့်မျှော်ရတဲ့ပေါ်တော်လေးတစ်ခုသာဖြစ်ပါရရှင်သကြံရောက်လို့ရှင်ကလေးလူချင်းမကြီးပျော်ကြရပေါ့နော်ကျမဒီရက်ပိုင်းတွေမှာသကြံမန်တက်လေးတွေစောင့်လုပ်တဲ့ဟာလေးလည်းသွားပြီးတော့ లై ဆက်စုကြည့်ပါမယ်ရှင် లై ဆက်စုတာပေါ့နော်အဲ့လိုမန်တက်တွေစောင့်ပြီးတော့စောင့်နေကြပြီမနေ့ကဆိုရင်ကျမအနေနဲ့မန်တက်လေးလိုက်ကြည့်ရင်လည်း နေပြည်တော်မြို့ရဲ့ထူးခြားမှုလေးကိုလည်းတွေ့ပါရှင့်အဲ့ဒါပါလဲဆိုတော့နေပြည်တော်မြို့မှာဗန်နားကိုကြည့်ကြည့်တပြေဘူတာပန်းလေးတွေအများကြီးမြင်တွေ့ရပါရဲ့ရှင့်တပြေဘူတာပန်းလေးတွေရာဆိုရင်ဒီ၃လပိုင်း၄လပိုင်းဝင်ကျင်မှာပေါ့နော်နှစ်တိုင်းပုံမှန်ဝါဝါအဝါရောင်ပန်းပွင့်လေးပွင့်နေရှင့်အရင်လဲချစ်ဖို့ကောင်းပါလေကျမတပြေဘူတာပန်းလေးတွေကိုသဘောကျတယ်။ဘာကြောင့်လဲဆိုတော့ကျမနေပြည်တော်ဆရောက်တဲ့အချိန်ကတပြေဘူတာပန်းလေးတွေပွင့်တဲ့အချိန်ရှင့်ဒီတော့ကျမဗရောက်ပန်းလေးတွေလည်းသွားပြီးတော့လွမ်းမိရဲ့ရှင်သိလားဗရောက်ပန်းလေးတွေဆိုလဲဒီလိုပဲနေရာတွေရောက်လို့ရှင်ပွင့်ကြတယ်ပေါ့ရှင် ကျမအနေနဲ့ဒီနေရာမှာစဉ်းစားလိုက်နေတာတခုရှိသေးရဲ့အဲ့ဒါဘာလဲဆိုတော့လေဘရောက်ပန်းလေးတွေကရေလောင်းမှပွင့်လာရှင့်ရေထီမှပွင့်လာမိုးရွာမှပွင့်လာဘရောက်ပွင့်ဖို့အတွက်ကိုရေလာရတယ်ဒီလားမိုးရွာရတယ်တပေပူဒပန်းတွေကတော့ရေမလို့ရှင့်သူကနှစ်တိုင်းသစ္စာရှိရှိကိုပွင့်တယ်ဘရောက်ပန်းတွေကရေမလာရင်မပွင့်နိုင်တဲ့အတွက်သူတို့ကတခါကျရင်သစ္စာမရှိတဲ့ပုံစံဖြစ်သွားတာပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်လေမိုးမြွာရင်သူမပွင့်နိုင်ဘူးလေဒီတော့မိုးမြွာတဲ့ခါကျတော့သူသစ္စာမဲ့တယ်လို့ဖြစ်တာပေါ့ရှင့် ရေဖြန်းမှလမ်းတာပေါ့နော်ဒီတော့ကျမတို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းကျမတို့နိုင်ငံတော်အတွက်ပထောက်ပန်းလိုမျိုးမပြုတ်ကျင့်တဲ့မဟုတ်ချက်ရေလာမှလမ်းတာမဖြစ်တဲ့ဘူးပေါ့နော်ရေဖြန်းမှပန်းပွင့်တာမဖြစ်တဲ့ဘူးချက်တပြေပူတလိုမျိုးပဲကျင့်သုံးမှရေရရမရရနှစ်စင်နှစ်တိုင်းကိုယ့်ရဲ့နိုင်ငံတော်အတွက်ကိုလှလှပပလေးဖူးပွင့်ပေးရမယ်ချက်ကျမနိုင်ငံမှာရှိရလေတင်မှာရေဖြန်းမှလမ်းတာရှိရလေရေလာမှအလုတ်လောက်တာရှိရလေရေရှိမှ တည်ရမလားအဲ့လိုပေါ့နော်ဆိုတော့ပထောက်ပန်းလိုဖြစ်နေတာပေါ့နော်ရေမလာမချင်းသူမပွင့်အောင်တောက်ခံထားတယ်ဘယ်လောက်ပဲအပူးတွေရှိပါစေလုံးဝမပွင့်အောင်ရေမလာမချင်းပေါ့နော်ကန်ကြရဘယ်လောက်ထိမပွင့်လဲဆိုရေသာမလာလို့ရှင်ရေသာမကြွာလို့ရှင်မိုးသာမကြွာလို့ရှင်ဘယ်တော့အပူးတွေကဒီတိုင်းပဲကြွေဆင်းသွားတာလုံးဝပွင့်မသွားအောင်အဲ့လောက်ထိဟိုမှာ तू ကခိုင်ခံယူချက်ခိုင်မာတယ်ပေါ့ရှင်ပြောမှဆိုရေထိမှလန်းတာပေါ့ရေဘူးတာအဲ့လိုမဟုတ်ဘူးရှင်ရေမလို့သူကလည်းနှစ်စင်တဲ့အချိန်ရောက်အောင် तू ကပွင့်လန်းပြီးလှပပေးတယ်နိုင်ငံတော်အတွက်အဲ့ဒါကျမတို့ အတူယူတင်တဲ့ကိစ္စလေးပဲတပြေပူတော့အတူယူရမှာပေါ့နော်ဒါကကျွန်မကြားပြက်စဉ်းစားမိရလေးပြောပြတာပါရှင့်အတူချုပ်လေးပြန်ပြောရမယ်ဆိုတော့ကျွန်မတို့ကနိုင်ငံတော်အတွက်အလုပ်လုပ်တဲ့အခါမှာနိုင်ငံတော်အတွက်စဉ်းစားတဲ့အခါမှာကိုယ့်ရဲ့ကိုယ်သွေးကိုယ့်ရဲ့ကိုယ်သွေးတွေပေါ့နော်နိုင်ငံတော်အတွက်အသုံးချတဲ့အခါမှာပထောက်ပန်းလိုမျိုးရေဖြန်းမှလမ်းတာမလုပ်ရဘူးတပြေပူတော့လိုမျိုးရေလာလာမလာလာအချိန်မှန်သစ္စာရှိစွာနဲ့နိုင်ငံတော်အတွက်ပွင့်လန်းပေးကြပါလို့ကျွန်မသတင်းမတင်စက္ကင်လေးမှာ အယူဆလေးတခုကိုမျှဝေလိုက်ပြရစီရှင်။မြန်မာပြည်သူများရှင်ကျွန်မဒီနေ့ပထမဆုံးပေါ့နော်မြန်မာပြည်သူများပြပြကျင်တာကအမေရိကန်နိုင်ငံသတင်းလေးပါရှင်။ကျွန်မတို့ကကိုယ်နိုင်ငံမှာနေရဆုံးပဲသူများနိုင်ငံမှာဘာဖြစ်နေလဲဆိုတာလည်းလှမ်းလှမ်းပြီးတော့ဆက်ဆူရတယ်ပေါ့နော်။အခုစဉ်ရဲ့အမေရိကန်နိုင်ငံမှာထရန့်သမ္မတဖြစ်ပြီးတဲ့နောက်မှာအီလွန်မတ်စ်ကလည်းဦးဆောင်ပြီးတော့နိုင်ငံတော်ဘတ်ဂျက်တွေကိုစစ်ဆေးတယ်ပေါ့ရှင်စစ်ဆေးတဲ့အခါမှာသူတို့စီမှာလည်းနိုင်ငံတော်ဘတ်ဂျက်တွေလေးလွင့်ပြုံးတည်နေတာအများကြီးပဲပေါ်ပေါက်လာတယ်ရှင့် ီးတော့သူကဆိုရင်အခုဒီအစိုးရဘတ်ဂျက်တွေကိုစစ်ဆေးရတဲ့အခါမှာနောက်ထပ်အချက်တစ်ခုထပ်ပြီးတော့ပေါ်လာတယ်တဲ့အဲ့ဒါဘာလဲဆိုတော့အမေရိကန်နိုင်ငံမှာအစိုးရရဲ့အသေးစားစီးပွားရေးခြေခွင့်အစီအစဉ်ဆိုတာရှိရပေါ့နော် SBA လိုအန်လို့ခေါ်ပါတယ်ရှင်အဲ့ဒီကနေတဲ့ဆယ်နှစ်နှစ်အောင်ကလေးငယ်3000ကျော်ကိုစုစုပေါင်းဒေါ်လာ330တန်းချင်းွေထုတ်ပေးထားတယ်ဆိုပြီးတော့ Elon Musk ကထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါရှင့်အဆိုပါချင်းွေရရှိသူပြီးအနက်မှာတဲ့အငွေဆုံးကလေးက6လရွယ်ကလေးပဲရှိပါတယ်တဲ့အဲ့ဒီကလေးဟာဆိုရင်ဒေါ်လာ3000ကျပ်ရရှိထားတယ်ဆိုပြီးတော့သိရပါရှင့် ဆိုလိုတာကတော့ရှင်နိုင်ငံတော်ဘတ်ဂျက်ကိုနှီးမျိုးစုံနဲ့လိမ်ညခိုးကြတာဟုတ်ရှင်သူတို့စမှာတခိုးပေါ်သားတော့ဒီကတခိုးပေါ်သားတော့အမေရိကန်တွေကျမအရင်ထင်ကြီးခဲ့တာဟဲ့သူတို့လည်းခိုးတယ်နော်ခိုးကြတယ်ရှင်အဲ့လိုပေါ့နော်အဲ့လိုခိုးတဲ့ခါကျတော့ Elon Musk ကပြောတယ်ပေါ့နော်ကလေးတွေနာမည်ကိုအသုံးပြုပြီးတော့တဲ့ဒီလိုမျိုးပြုတ်လုတယ်ဆိုတာမသိတော့ဘူးပေါ့နော်ကလေးတွေကစီးပွားရေးလုပ်ဖို့ဆိုတာအဓိပ္ပာယ်မှမရှိရရှင်ဒီဒီခေါင်းစဉ်ကအဓိပ္ပာယ်မရှိဘူးပေါ့နော်ပြီးတော့သူတို့စီမှာတခုရှိရလေလူတွေကိုရေးချက်လက်အားလုံးသူကနိုင်ငံတော်ကဟောက်ပုံတင်ထားတဲ့အတွက်ပေါ့နော်သူတို့အဲ့လိုမျိုးနိုင်ငံတော်ဘတ်ဂျက်ကိုလိမ်ပြီးထုတ်မယ်ဆိုရင်ဒီလိုစင်းနေရ ကြတော့ဒီလိုလူနာမည်တွေနဲ့တင်ရတာများတာပေါ့နော်အဲ့လိုကိစ္စတွေပေါ့ရှင်အဲ့ကြောင့်တို့စီမှာဆိုအသက်ဗာလေ150ကျော်လူတွေထောက်ပံ့ခြင်းယူတာတွေရောအခုကလေးလေးတွေနာမည်တွေနဲ့ရောတင်မှာရှိနေနာမည်တွေတုံးပြီးတော့နိုင်ငံတော် budget တွေကိုထုတ်ယူတာပေါ့ရှင်အဲ့လိုပုံစံမျိုးပေါ့ဒါမဲ့ထုတ်ယူတာတွေကအသက်နဲ့လှုပ်ဆောင်ချက်နဲ့မကိုက်ညီဘူးပေါ့အဲ့လိုပုံစံမျိုးဖြစ်နေပါရှင့်ဒီတော့အမေရိကန်အစိုးရနေပေါ့နော်ဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆင်မယ်ဆိုပြီးကြေညာထားပါရှင့်နောက်ဆိုရင်လည်းချင်းကိုရှောက်ထားမှုနဲ့ပတ်သက်ပြီးတော့ပုံမတင်ချက်တဲ့ကိစ္စတွေဆောင်ရွက်ဖို့အတွက်ရှိရလို့သိရပါရှင့်အဓိကကတော့ဒီလိုမျိုးပေါ့နော် လူမျိုးဝရှင်နိုင်ငံတော်ကနေဘတ်ဂျက်ကိုအသုံးပြုတဲ့အခါမှာသူတို့လေလွင့်နိုင်ဖြစ်တဲ့အတွက်သူတို့ဟာဆိုရင်အနာဂတ်မှာဗန်နာရေးပြဿနာတွေဖြစ်စေနိုင်တယ်ပြီးတော့အစိုးရရဲ့ရေးပေါ်အကူအညီငွေတွေကမတရားထုတ်ယူကြတဲ့အတွက်ပေါ့နော်တကယ်လိုအပ်လာတဲ့လူတွေရှိရခါကြလို့ရှင်မလောက်ငှားတဲ့ကိစ္စတွေဖြစ်လာနိုင်တဲ့အတွက်ဒီလိုမျိုးသူကရှာဖွေဖော်ထုတ်ရတယ်ဆိုပြီးတော့ပြောကြားထားပါရှင့် ဒီတော့သူတို့နိုင်ငံမှာလည်းတကိုးတွေပေါ်တာပဲပေါ်တာပဲပေါ့နော်ဒီတော့ကျမောက်နိုင်ငံလေးနဲ့လည်းနှိုင်းရှင်ရမယ့်ကိစ္စလေးခုရှိလာပါပါရှင့်ကျမောက်နိုင်ငံမှာဆို NND လက်ထက်မှာလည်း budget လေးလွင်မှုအများကြီးဖြစ်ခဲ့ပါရှင့်အဲ့ဒီ budget လေးလွင်မှုတွေကနေပြီးတော့ကျမထူးခြားထင်ရှားတဲ့အမှုလေးတစ်ခုကိုလည်းပြောပြချင်ပါတယ်ဒီမှုလေးကတော့တရားဝင်ကိုအကတိမှုနဲ့အရေးယူခြင်းခံခဲ့ရတဲ့အမှုလေးတစ်ခုကိုကျမတစ်ခုကိုထုတ်ထုတ်ပြတာပေါ့နော်အမှန်အမှုကအများကြီးပဲအများကြီးပဲတစ်ခုထုတ်ထုတ်ပြတာအဲ့ဒါကတော့တဲနိုင်တိုင်းဝင်ကြီးဟောင်းဖြစ်တဲ့ဒေါက်တာဒေါ်လက်မဲလက်လက်မော်ကိုအားလုံးကမှတ်မိကြမယ်လို့ထင်ပါရှင့် သူ့ကိုဆိုရင်အခရိလိုင်စာမှုကော်မရှင်ပေါ့နော်အဲ့ကော်မရှင်ကနေပြီးတော့2019ခုနှစ်မတ်လမှာတရားစပြီးတော့ဆွဲခဲ့တဲ့ချက်ဒီ NDT တက်မှာဆိုရင်အခရိမှုနဲ့ပတ်သက်ပြီးတော့တော်တော်ထင်ပေါ်ကြော်ကြားသွားတဲ့အမှုတွေမှာပါပါတဲ့ချက်ရွေးချင် NDT လက်ထက်မှာလည်း NDT ကဆိုရင်ဒီအခရိလိုင်စာမှုတွေကိုပေါ့နော်တေးချာချာကိုဖိဖိစီလုပ်မယ်ဆိုပြီးကြွေးကြော်ပြီးတက်လာတဲ့ဆိုတာဖြစ်တဲ့အတွက်ဒီလိုမျိုးအမှုတစ်ခုလောက်ကတော့ရှိတင်တယ်လေဟုတ်တယ်မလားဒီလိုဆောင်ချက်တစ်ခုလောက်ကတော့ရှိတင်တယ်ချက်ရှိလဲရှိခဲ့တယ်ပေါ့နော်ဒီတော့ဘယ်လိုဖြစ်ဖြစ် NDT တက်ခဲ့တဲ့ကာလမှာဆိုအခရိမှုတွေကတရားဝင်ဖြစ်စေတရားမဝင်ဖြစ်စေ ဟိုကြော်ကြားတာဖြစ်စေမကြော်ကြားတာဖြစ်စေနီးမျိုးစုံလည်းဖြစ်ခဲ့တာတော့အမှန်ပဲရှင့်ဒါကိုတချို့မိဘပြည်သူတွေလက်မခံကြအောင်ပေါ့နော်ဟိုနိုင်ငံဒီမှာကနိုင်ငံတော်ဘတ်ဂျက်ကိုလေလွင့်ပြုံးတရအောင်လုပ်တဲ့သူတွေဆိုတာရှိရဲ့ရှင့်သူတို့ခင်မှာဆိုရင်အဲ့ဒီဒေါက်တာဒေါလက်မော်ဆိုရင်လည်းအဲ့လိုပဲသူကျူးလွန်ခဲ့တဲ့အမှုတွေကနာမည်ကြီးတဲ့အမှုဆိုရင်ဒဝဲလေရင်ကွင်းချုပ်ရှင်းတာတင်းလေးတောင်ဆိုတာလေကိစ္စအဲ့ကိစ္စအပါဝင်ပေါ့နော်တင်းလေးတောင်ဒါပေမဲ့အဲ့ဒီချုပ်ရှင်းတဲ့ကိစ္စလည်းအဲ့လိုပဲတကယ်ကုန်ကြတာတိတ်ရှိရပဲတဲ့အဲ့တော့အကတိကော်မရှင်ကလိုက်တဲ့ခါကျတော့ပေါ်လာဝက်ရှင်းပေါ်တဲ့ခါကျတော့တကယ်ကုန်ကြတာတိတ်ရှိရပဲ ူချပေးလိုက်တဲ့သူကကျတော့သူ့ကိုတကယ်မှအဲ့လိုပေါ့ရှင်တကယ်မှသူတို့ဇလန်းနေပေါ့အဲ့ခါကျတော့ဒါသူတို့ပေါင်းစားတာပေါ့နော်အဲ့တော့ပိုတဲ့ပတ်စံပြန်ပေးမယ်ဆိုကိစ္စတွေပေါ့ရှင်အဲ့လိုဖြစ်ခဲ့တယ်ပြီးရခါမှဒီကုမ္ပဏီကနေပြီးတော့သူတို့ရဲ့အိမ်ကိုတရားသူကလေဟိုဘတ်ဂျက်ရှာဘတ်ဂျက်ရှာမလို့ပြောပြပတ်စံရှာတဲ့နီးလန်းနေများပြောပါတယ်ဒီဒေါ်လာမော်ပါတဲ့သူ့ရဲ့အိမ်ကိုသူကဒီကုမ္ပဏီကိုဝယ်ခိုင်းတယ်တိတ်နှထောင်နဲ့အမေအဲ့ဒါဒါရိုက်ထောက်ပံ့တာမဟုတ်ဘူးသီလားအကကြမ်းရယ်လေအဲ့လိုအကွက်လေးရှိရဲဆိုတော့မိဘပြည်များသိစေချင်ပါတယ် ရှိရလေအရင်ကဆိုပကြီကားရောင်းတာလို့ပြောဆိုလေဟိုလူတယောက်ကပကြီကားအောင်နှစ်သက်လို့ဝယ်ရဆိုတာတမျိုးပေါ့နော်ဒါပေမဲ့အစိုးရတွေမှာကဒီလိုအကတိကိစ္စကိုလုပ်တဲ့နေရာမှာပုံစံအမျိုးမျိုးရှိရဲ့ရှင့်မုံဘုံအောက်မှာရွှေတုံးထည့်ထားတာတို့မုံဘုံထဲမှာပတ်စံအထက်လိုက်ထည့်ထားတာတို့အဲပြီးတော့မုတ်ချင်းထဲမှာပတ်စံတွေပါတာတို့ရွှေတွေပါတာတို့ပေါ့နော်ချက်လက်မှတ်တွေပါတာတို့ပြီးတော့အခုလို့ပြောရှင့် သူ့ရဲ့အိမ်ကသိန်း200လောက်ပဲတန်တော့သိန်း9000လောက်ဝယ်လိုက်တာလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးအများကြီးရှင်ပုံစံမျိုးစုံနဲ့အကြိမ်မှုတွေရရှိရဲ့ရှင်းပြရရင်စီးပွားရေးသမားတွေကလည်းတက်လာသမျှအစိုးရလူကြီးတွေကိုဝယ်ဖို့အတွက်ကိုအမြဲတမ်းစူးစမ်းနေကြတာတို့ရလေအဲ့တော့အဝယ်ခံတဲ့သူကကြတော့ဒီလိုမျိုးပတ်စံလေးပေါ့ရုပ်တက်ကြီးဘန်ကောက်လေးပေါ့ပတ်စံ9သိန်း9000လောက်သိန်း1000လောက်သိန်းတသိန်းလောက်ဖြစ်သွားတဲ့သူတွေကအဲ့ဒါအဝယ်ခံလိုက်တဲ့သူတွေအဲ့ဒီလူတွေဟာဆိုရင်နိုင်ငံတော်ကနေပြီးတော့စီစဉ်ရမယ်ဘန်နာကိစ္စတွေလုပ်ငန်းကိစ္စတွေကြတော့ဒီလုပ်ငန်းရှင်တွေဦးစားပေးတာ ဒါရှင်းပြောလို့ရှင်တကဘာလုံးမှာဖြစ်ပေါ်နေဈေးကွက်ကြီးတစ်ခုပဲရှင်မြန်မာနိုင်ငံမို့လို့ထူးပြီးဖြစ်နေရမှာမဟုတ်ဘူးသိလားဒါလေးတွေလည်းမိဘပြည်သူများဘုသူဒအနေနဲ့ပြောပြတာပါရှင်ဒါကဘယ်လိုပြောရမလဲချို့အမှုတွေဆိုရင်ဒါအမှုဖြစ်သွားပြီးရဲ့နောက်မှာမှဒီလိုမျိုးတွေတေးကြရတယ်ဆိုတော့သိရတဲ့အတွက်ကျွန်တော်တို့ပြန်ပြောပြတာပေါ့နော်အမှုမဖြစ်ဘဲနဲ့ပေးတဲ့ထူးဆန်းတဲ့နီးလန်းရယ်ရှိသေးရဲ့ရှင်အဲ့ဒါလေးတော့ကျွန်တော်မတင်ဆက်သေးဘူးပေါ့နော်ခဏမျိုးတိတ်ထားလိုက်မယ်မတင်ဆက်သေးဘူးရှင် အကျိုးဟာကြတော့ကျွန်မပြောသလိုပါရှင်အမှန်တရားအလုံးကပြောဖို့မသိဘူးလေဟုတ်တယ်မလားဒါပေမဲ့ပြောတဲ့အချက်အလုံးကတော့အမှန်တရားဖြစ်စေရမယ်ဒါတော့ပါပဲเนาะဒါတော့ဒီလောက်လေးပဲသိထားကြပါရှင်အဲ့လိုဇာတ်လမ်းလေးရှိပါတယ်ဒါကြောင့်ကျွန်မတို့ကဘယ်ဆိုတာတက်တက်လေ့လာစောင့်ကြည့်ပြီးတော့ထိမ့်သိမ်းရမယ့်တာဝန်ကတော့မိဘပြည်သူတွေမှာရောမီဒီယာတွေမှာရောရှိတာပါရှင်ဒီတော့အရာအလုံးဆက်ဆက်လိုက်မယ်ဆိုရင်တော့နိုင်ငံတိုင်းမှာအစိုးရအဖွဲ့အစည်းတိုင်းမှာตาโคดิရှိတတ်တယ်ရှင်ဒီလားตาโคဆိုရဲဟာဘူးပေါ့เนาะကျွန်မဘာကြောက်ပြောလဲဆိုတော့ပုံမြင်လေးတစ်ပုတ်ရှိရဲ့ကျွန်မလည်းပုံမြင်ပြောတတ်တာဆိုတော့လေဆက်ဆက်မီလို့ပြောပြလိုက်အောင်မရှင် အရင်တော့ကရင်အဖွားကြီးတယောက်ရှိရဲတဲ့သူကသူ့အိမ်မှာသူကတယောက်တည်းနေတာသူကလေကရင်အဖွားကြီးဆိုတော့မြန်မာစကားပြောတဲ့ခါကျတော့မပီဘူးပေါ့နော်မပီရဲ့ခါကျတော့သူပြောရင်တိတ်ပြီးတော့အဲ့လိုနည်းနည်းနားမလဲတဲ့စကားလုံးလေးပါတာပေါ့ရှင်သူပြောရင်တိတ်မပီဘူးပေါ့မပီရဲ့ခါကျတော့တရက်ကြတော့သူကအိမ်မှာတယောက်တည်းအိမ်နေရချင်းသူ့အိမ်ကိုတခိုးဝင်နေရှင့်အခုကဝင်ရောဝင်လဲဝင်ရောချွတ်ချွတ်ချွတ်အတန်ကြတာပေါ့နော်တန်ကြတော့ तू ကလန့်လို့ वा လန့်လို့ဝချင်လဲကြတဲ့ကြောင့်ခင်ရင်အဖွားကြီးကဗာမေးလဲဆိုတော့ तू ကတာခိုးလားတဲ့ तू ကစကားမပြီးဘူးလေအမှတ်တာတခိုးလားလို့မေးလိုက်တာ မမေ့ तू ကစကားမပြီးဘူးလေလုံးမကွဲတော့ตาခိုလားဆိုတော့တခုကကြားသွားတယ်ကြားသွားတော့ဟဲ့တဲ့ตาခိုလားလို့မေးတယ်တဲ့ကြည်ရတာတဲ့ဒီအဖွားကြီးမှာตาရှိရဲ့နဲ့တူရဲ့တဲ့ဒီဖွားကြီးตาနမေကตาခိုနဲ့တူပါတယ်တဲ့ဆိုပြီးတော့ तू ကဘာပြန်ဖြေလဲဆိုတော့ငါတဲ့အရှောင်ဆောင်ပြီးဖြေလိုက်မယ်ပေါ့နော်အဖွားကြီးဆိုတော့တဲ့မှာဟိုတိတ်ပဲမကြားတော့ဘူးမသိတော့ဘူးဆိုပြီးတော့ तू ကဘလို့ပြန်ဖြေလဲဆိုဟုတ်ကဲ့အမေတဲ့ကျွန်တော်ตาခိုပါတဲ့ညပြန်ဖြေလိုက်ပေါ့ပြန်လဲဖြေလိုက်အဖွားကြီးကတိသွားတာပေါ့တိသွားတော့အဲတခုတခုတခုဆိုအော်ပါလေတာခိုတာခိုဆိုပြီးအော်ပါလေရောရှင် ဟိုလေအော်ရက်ကွက်ကတိသွားတဲ့ခါကျတော့အသာခိုဖမ်းသွားအဲ့လိုပေါ့နော်အဲ့တော့နိုင်ငံတိုင်းမှာအသာခိုတွေရှိရဲ့ရှင့်ဟဲ့လားအသာခိုတွေရှိရဲ့နော်ဟောကျွန်မကနောက်ဆိုရင်တခိုးကိုတခိုးလို့ခေါ်တာကရိုင်းနေတာခိုလို့ခေါ်ဟောကျွန်မသင်ပေးလိုက်တာတခါတိုင်းဘုရားပြည်သူတွေကိုလေအဲ့တော့တာခိုလေးရှိရတဲ့အတွက်ကျမတို့ကတော့ဒီတာခိုလေးကိုတတိထားရမှာပေါ့နော်တာခိုလေးကိုလည်းကျမမှာကျင်တာလေနိုင်ငံတော်ဘဏ္ဍာကိုအရန်ကြီးအရန်ကြီးဆွတ်ဆက်ပြီးတော့တာခိုမလုပ်ပါနဲ့လို့ပြောချင်ပါရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံအခွန်ရတာနဲတာတကြောင် အောက်ကလိုအပ်ချက်ကများတာတကြောင်ဂျားတွေကတောက်ခိုးတွေအရန်လုံလို့ရှင်ဘန်နာတွေမလဲပတ်ပဲနဲ့နိုင်ငံဒုက္ခရောက်ပါရှင်ဒါကြောင့်ကိုရာလူစင်လိုက်ယူကြရှိရဲဆိုလဲမယူနဲ့မပြောပါအောင်ရှင်နိုင်ငံတော်မှာအစိုးရဖြစ်လာပြီဆိုမှတော့ဒါနစ်နာခံမှုတွေစူးစမ်းမှုတွေ ਨੇ ဖြစ်ကြတာပဲသူသူကိုကိုနည်းနည်းပပတော့ရှင်နည်းနည်းပပတော့ရှိမှာပဲကျွန်မတို့သဘောပေါက်ပဲရှင်ဒါပေမဲ့အရန်ကြီးတာခိုမလုပ်ပါနဲ့လို့တော့ပြောချင်ပါရှင်တိုက်တွန်းချင်ပါရှင်မြစ်တာခံချင်ပါရှင်အခုမြစ်တာခံချက်လေးကမြန်မာနိုင်ငံမှာဘယ်သူပဲအစိုးရဖြစ်ဖြစ်ဘယ်သူပဲအစိုးရအဖွဲ့ဝင်ဖြစ်ဖြစ် လိုက်နာပြင်မယ်ဆိုတော့ကျမတို့မိဘပြည်သူများအားလုံးကအကျေစုအထူးပဲတင်ပြီးတော့ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှာပါရှင်။ကျမတို့နိုင်ငံမှာတာခိုတံကိုခံနေရပါတယ်။ဒါကြောင့်တာခိုတွေအရင်မလုပ်ကြပါနဲ့။တာခိုလောက်တာတွေရှော့ကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့နိုင်ငံတော်ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ပဲဆက်လက်ပြီးတော့သတင်းလေးတစ်ပုဒ်တင်ဆက်ချင်ပါတယ်ရှင်။ဒါကတော့ကျမတို့နိုင်ငံနဲ့သတင်းလေးသာဖြစ်ပါတယ်။မနေ့ကဆိုရင် match လ24ရက်နေ့မှာအမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးကိုနေပြည်တော်မှာရှိရဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမှာကျင်းပခဲ့တာဖြစ်ပါရဲ့ရှင့် ဒီစည်းဝေးကိုတက်ချုပ်ကြီးနဲ့ဒူးချုပ်ကြီးတို့လည်းတက်ရောက်ခဲ့တော့မြင်တွေ့ရပါရှင်။အစည်းအဝေးကျင်းပတဲ့အကြောင်းရင်းကတော့2025-2026ဘဏ္ဍာရေးနှစ်မြို့သားစီမံကိန်းဥပဒေပြဋ္ဌာန်းနိုင်မှုအတွက်ဂန္ဓာအသီးသီးကတာဝန်ရှိသူတွေနဲ့ဆွေးနွေးညှိနှိုင်းကြတဲ့စည်းဝေးသာဖြစ်ပါရှင်။နာဆာကအစိုးရရဲ့မြို့သားစီမံချက်နှစ်ရက်ရှိရလို့လည်းကျွန်တော်တို့ဒီစည်းဝေးလေးကနေပြောကြားချက်တည်းသိရပါရှင်။အဓိကတိုင်းဒေသရာဝါပြောရေးနဲ့အစားအသောက်ခံဖူလုံရေးဆိုပြီးသိရှိရပါရှင်။ ဒီဆိုအပ်လုပ်ငန်းစဉ်တွေကိုဒီအစည်းအဝေးမှာပါဝင်တဲ့သူတွေဟာဆိုရင်လေချာစွာတင်ပြပြီးရဲ့အခါမှာဆိုရင်2025-2026ဘဏ္ဍာရေးနှစ်မှာနိုင်ငံတော်ဘဏ္ဍာငွေကိုဘယ်လိုလုပ်ငန်းစဉ်တွေမှာပုံမောအသုံးပြုမယ်ဆိုတာလေးကိုလည်းပြောကြားသွားပါရှင့်အဲ့ဒီကနေပြီးတော့ကျွန်မထုတ်ထုတ်လိုက်တာပေါ့နော်ကောင်းထုတ်ချက်လေးပေါ့ရှင်လွယ်ကူရိုးရှင်းစီရင်အတွက်ကောင်းထုတ်ချက်လေးထုတ်ထုတ်ထားပါရှင့်အဲ့ဒါလေးကျွန်မပြောပြပါမယ် နိုင်ငံတော်ပန်းတော်ပေါ့နော်တေချာအသုံးပြုမဲ့လုပ်ငန်းစဉ်တွေပေါ့ရှင်အဲနံပါတ်1ကကျတော့စက်တမန်ဆောက် လုပ်ရေးနံပါတ်2ကလက်စစ်တမ်းထုတ်လုပ်ရေးနံပါတ်3ကကျတော့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအတွက်မျိုးစေ့တွေမြေဩဇာတွေစက်ကရိယာတွေစိုက်ပျိုးရေးရရှိဖို့အတွက်ဆိုလာရှေတင်လုပ်ငန်းတွေလုပ်ကင်ပါပါရှင်နံပါတ်4ကတော့သံမွေးအောင်ပညာရေးပညာရေးတွေတင်နိုင်ဖို့အတွက်ကိုလုပ်မယ်နံပါတ်5ကလုပ်ကင်ဖန်တီးနိုင်ရေးနံပါတ်6ကပြည်သူများအစဉ်အမြဲစွာနေထိုင်နိုင်ရေးအတွက်ပြည်သူအငားအိမ်ယာစီမံကိန်းများပြုလုပ်ပါမယ်ရှင် နံပါတ်9ကတော့လုံခြုံရေးပညာရေးကျန်းမာရေးနဲ့အခြားကဏ္ဍတွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းများအတွက်နေထိုင်ရေးအဆင်ပြေစေဖို့အတွက်လိုအပ်တဲ့ဝန်ထမ်းအရာတွေတိစောက်ခြင်းနံပါတ်10ကတော့အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရာဆုံခွာနေရတဲ့ပြည်သူများအတွက်ထောက်ပံ့မှုတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်မယ်လို့သိရပါရှင့်ဒါနိုင်ငံတော်ဘတ်ဂျက်ကိုဒီခန်းကဏ္ဍတွေမှာပုံမူပြီးတော့အကျိုးရှိအောင်သုံးစွဲမယ်ဆိုပြီးတော့တင်ပြဆွေးနွေးကြတာဖြစ်ပါရှင့်နောက်ထပ်ထူးခြားကြောင်မှာကြားထားတာကတော့နိုင်ငံစီးပွားမြင့်တည်ရေးရုံးပုံငွေတွေကိုလည်းလေလွင့်မှုမရှိသေးပဲနဲ့ထိရောက်စွာသုံးဆွဲနိုင်ရေးအတွက်စက်မဲ့ဆောင်ရွက်ပြန်လိုအပ်ကြောင်းကိုလည်းအထူးမှာကြားထားတာမြင်တွေ့ရပါရှင့် အဲပြီးတော့နိုင်ငံခြားငွေကိုစိတ်မှုညော်နေစေရဲ့အတွက်ကိုလည်းပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေကနေပြီးတော့သွင်းကုန်အစားထိုးနိုင်မှုတိုးတက်ရရှိရေးတရားစာတပစ္စည်းတွေတရားတရားမဝင်ထုတ်ယူခြင်းတွေရောင်းဝယ်ခြင်းတွေပေါ့နော်တရားမဝင်ကုန်သွယ်မှုတွေမဖြစ်ပေါ်စေရေးအတွက်ကိုအခုထပ်ပုံမှုပြီးတော့စက်မှတ်ဆောင်ရွက်တင်တယ်ဆိုပြီးတော့ပြောကြားထားပါတယ်ရှင့်ဒါအစည်းအဝေးမှာလူကြီးရေနိုင်ငံတော်အတွက်ကိုဆွေးနွေးသွားကြတဲ့အကြောင်းအရာလေးကိုကျွန်မအချင်းချုပ်ပြီးတော့ကောင်းထုတ်ချက်လေးနဲ့ပြောပြရဖြစ်ပါတယ်ရှင့် နိုင်ငံဒီမှာကနိုင်ငံတော် budget ဆိုတာအဲ့လိုမျိုးတစ်နှစ်စာတစ်နှစ်စာအတွက်ရှာလာပြီးအသုံးပြုရတဲ့အခြေအနေရှိတာပေါ့နော်ဒီတော့ဒီဆွေးနွေးချက်လေးမှဆိုတဲ့ထက်ထင်ပြောကြားထားတာရှိပါတယ်အထူးကလေမွေးမှုမရှိဘဲနဲ့တည်တည်ကြာကြာလုပ်နိုင်မှုတော့ပေါ့ရှင်ဒီတော့ကျွန်မပထမပြောတဲ့အမေရိကန်နိုင်ငံက budget သုံးစွဲမှုမှာ ဖြစ်သွားတဲ့ကိစ္စအရင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြောရမယ်ဆိုတော့ကျွန်မနိုင်ငံမှာအဲ့လိုမျိုးလဲကျွန်မနိုင်ငံမှာလည်းရှိကြတယ်ပေါ့နော်ဘတ်ဂျက်တွေလိမ့်မဲ့လာတယ်အကတိလောက်တာတွေဥမာပါရှင်စရင်ပြတာဒီလောက်အောက်မှာသုံးတာဒီလောက်ပေါ့နော်အဲ့လိုဇလန်းတွေဒါပြင်တာခိုလောက်တာတွေပေါ့နော်အဲ့လိုမျိုးဇလန်းတွေလည်းရှိနိုင်တဲ့အတွက်ဒါနိုင်ငံတော်ကလည်းတည်တည်ချာချာကိုစီမံဆောင်ရွက်သင့်ပါရှင့်ဒါပြင်ဟိုအခုဆိုပြည်သူဘက်ကနေပြီးတော့ရက်တီပြောကြားတဲ့သူတွေပြည်သူအတန်တွေပြီးတော့ဝန်ကြီးဌာနတွေမှာရှိတဲ့အားနည်းချက်တွေကိုထောက်ပြဝေဖန်တဲ့မီဒီယာတွေကအသီးသီးအရှူရှူပေါ်ထွက်လာတဲ့အတွက် ဒီမီဒီယာတွေကိုလည်းနိုင်ငံတော်ကနေပြီးတော့ကြည့်ရမှာပေါ့ကြည့်ရမယ်ဆိုတော့ငါပြောအောင်လဲကိုမားနေသူတို့ပေါ်မှာပဲအဲ့လိုအခြေအနေမျိုးပေါ့နော်အရင်ကဆိုရင်ကိုကမားရင်တော့ပေါ်မဲ့လူမရှိတဲ့အခြေအနေမျိုးရှိရလေအခုကမဟုတ်ဘူးကိုမားကြီးပေါ်ကြမှာပြောကြမှာဝိုင်းဝန်းကြမှာဆိုတော့အဖွဲ့စည်းကအင်အားစုကရှိနေပြီဖြစ်တဲ့အတွက်နိုင်ငံတော်အနေနဲ့ကလည်းအခုထပ်ပုံပြီးတော့တတိကိုဒီဥထိပ်ပန်ဆင်ပြီးတော့ပြုလုပ်တဲ့အခြေအနေလေးရှိရလေကျွန်မထင်ပါရှင့် ဘာဖြစ်အစိုးရတည့်ရမှာတာဝန်ထမ်းဆောင်မယ်လို့စဉ်းစားမယ်ဆိုတော့မှတော်တော်ကိုစဉ်းစားရမယ်အခြေအနေပေါ့နော်အခုလေရွက်ကွယ်နေပြီဆိုတော့တော်တော်များနိုင်ငံတော်မှာတာဝန်ထမ်းဆောင်မှုတော့ကိုစူးစမ်းကြပါဘောနနိုင်ငံရေးသမားတွေပေါ့ရှင်ဒီတော့ကျမတို့တိုက်တွန်းကြင်တာကတော့လေနိုင်ငံတော်တကယ်ချစ်တယ်တကယ်ကိုကဒီလို့ကိုပိုင်နိုင်တယ်ဆိုမှလောက်ကြတာလို့တိုက်တွန်းကြင်နေသေးလားအခုရောက်ရှိလာမယ်အစိုးရကလွယ်ကူတဲ့အစိုးရတော့မဟုတ်ဘူးနော်စောင့်ကြည့်မှုမြောင်များစွာနဲ့ရှင်ဆိုင်ရမယ်အစိုးရရှင်ဒီတော့ကိုကပိုင်တယ်ဆိုမှဝင်လောက်တာကောင်းတယ်နော် ကိုကတကယ်ကိုနိုင်ငံတော်အတွက်လုပ်မယ်ဆိုမှဝင်လာကောင်းနေရှင်ရွေးကောက်ပွဲကိုလေကျမလိုပဲတိုက်တွန်းကြတယ်။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲဝင်ပြီးတော့နေရာရပြီးတော့မှလှုပ်ရှားလိုက်ပြီးလို့ဖော်ထုတ်ခံရလို့ရှင်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်မှာရှင်။ကျမတို့မြန်မာစကားပေါ်မှာရှိရလေ။ထိုင်နေတော့အကောင်ထသွားတော့မှကြုံမှန်သိတဲ့စကားပေါ့နော်။အဲ့တော့ကိုကကိုထိုင်ပြီးနိုင်ငံရေးလုပ်နေရအကောင်အစိုးရအဖွဲ့တွေရောက်သွားတော့မှပောက်ခရလုပ်မိတယ်ဆိုရင်ကျိုးသွားလို့ရှင်မကောင်းရှင်။အဲ့လိုရှိရအောင်နော်ဒါကျွန်မပြောပြတာပါဘာကြောင့်လဲဆိုတော့နိုင်ငံဒီမှာကအစိုးရတရက်နဲ့တရက်ကပုံစံမတူဘူး အခုတက်မဲ့အစိုးရကမျက်စိပေါင်း16000အောက်မှာလှုပ်လှုပ်ရမှာရှင့်အရန်တရီထားမှာအထူးတရီထားမှာစင်စင်ရမှာရရန်များမှာပြီးတော့နိုင်ငံတော်ဘန်နာကိုထင်တို့လှုပ်ဖို့အတွက်လည်းဘလို့မှမလွယ်ကူနိုင်တော့နိုင်ငံတော်မှာလိုအပ်ချက်တွေအများကြီးရှင့်လောက်လည်းကျမတို့ပေါ်မှာပဲဒါရှင်ရှင်လေးချိန်ညာတိုက်ပွဲတွေပြင်းထန်လာတော့မှမြင်ရအောင်လေရှင့်သိလားအခုတက်မဲ့အစိုးရကတော့အစိုးရစွမ်းဆောင်ရည်လည်းပြင်မာရမယ်ကြိုးစိုးစားလုပ်မှလည်းရမယ်ကျမတို့မီဒီယာတွေလည်းတော်တော်ကိုတတိထားပြီးလောက်ရမယ်။သူတို့နဲ့ကျမတို့ကြားထဲမှာတိုက်ပွဲတွေနဲ့ပြင်းထန်နိုင်တယ်ပေါ့ရှင်ပြောချင်တာကလေ။ အဲ့တော့အဲ့တိုက်ပွဲအပြင်းထန်ရခြင်းအကြောင်းအရာလည်းမိဘပြည်သူတွေအတွက်ပါပဲရှင်မိဘပြည်သူတွေစီကိုလွယ်လွယ်ကူကူကောင်းကောင်းမွန်စီစဉ်နိုင်ဖို့အတွက်ကအစိုးရလုပ်ငန်းစဉ်မှာလည်းအဆင်ပြေဖို့လိုတယ်ပြည်သူလည်းအဆင်ပြေဖို့လိုတယ်ဆိုတော့ကျမတို့မီဒီယာတော့ကိုစူးစမ်းရမှာပေါ့ရှင်ဒါလေးတော့ရှိရအောင်ပေါ့နော်ဒီတော့အစိုးရကလည်းကိုယ့်ကိုစောင့်ကြည့်မဲ့မီဒီယာတွေအများကြီးရှိရဲဆိုတာသိရမယ်မီဒီယာတွေကလည်းငါတို့တာဝန်သည်ပြည်သူပဲပို့ဖို့ပြုရမယ်ပြည်သူကနေအစိုးရစီအစိုးရကနေပြည်သူစီကူလူရှက်နေတဲ့လုပ်ငန်းအဆင်ပြေဖို့အတွက်လုပ်ပေးရမယ်ဆိုတာလေဥထိပ်ပန်စင်ပြီးတော့လှုပ်လှုပ်ကြဖို့လိုပါရှင့် ကျမတို့အခုကာလမှာကိုကျိုးစည်းဝါလေးတွေခဏဖယ်ထားမှရမယ်ရှင်အားလုံးကတော့ကိုကျိုးစည်းဝါမမျှော်တော့ဘူးမျှော်တော့မျှော်တာပေါ့ရှင်အားလုံးကတဲ့မှာတယောက်တစ်မျိုးစီတော့မျှော်ကြရပဲဒါကျမတို့မီဒီယာသမားတွေဆိုလိုပါပဲနိုင်ငံတော်ထောက်ပံ့မှုတွေပို့လို့ကျင်းတယ်ဒါကိုကျိုးစည်းဝါပဲလေဘာကြောင့်လဲဆိုတော့ကိုမီဒီယာကိုကြီးထွားတိုးတက်စေချင်တယ်လေဒီလောဘကတော့ရှိရပါပဲရှင်ဟုတ်တယ်မှာပြီးတော့လောကလာစာလေးပို့လို့ကျင်းတယ်ကျမတို့မှာလည်းမိသားစုရှိရဲ့ဆက်သက်ဖြစ်ပေါ်တော့ဒါကျမတို့ရဲ့ကျမတို့ရဲ့အပူလေးပေါ့ရှင်အားလုံးကအခုကိုစီရှိကြတာပဲအားလုံးမျှော်လင့်ကြတာပဲဒါပေမဲ့ကျမတို့မျှော်လင့်ချက်လေးက ကျမတို့ရဲ့ရည်ရွယ်ချက်ကိုဖုံးအောင်မသွားဖို့လိုတယ်ချက်ကျမတို့ရည်ရွယ်တာနိုင်ငံတော်တိုးတက်ဖို့မှလားကိုတိုးတက်မဲ့ကိစ္စဒုတိယတန်းထားလိုက်ထောင်ပြောကြင်တာချက်ဒီလိုမျိုးလုပ်မယ်ဆိုတော့အဆင်ပြေမှာနော်ဒီတော့နိုင်ငံတော် budget ကိုစီမံတဲ့အခါမှာလေလွှဲမှုတွေပြုံးတီးမှုတွေပြက်စီးမှုတွေမဖြစ်အောင်အစိုးရမီဒီယာပြည်သူပူးပေါင်းမှပဲရမှာချက်တက်လက်တောင်နားလည်မရှိဘူးပူးပေါင်းမှပဲဒီဘဏ္ဍာငွေတွေဟာမြေပြင်ကိုမှန်ကန်ချုံးဝေပြည့်ဝစွာရောက်ရှိပြီးတော့နိုင်ငံတိုးတက်မှာဖြစ်ပါတယ်ချက်ဒါလေးကတော့ကျမဒီနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်ပေါ့နော်ဒါလေးကိုမိဘပြည်သူများထံတင်ပြရင်းနဲ့ဆက်ဆက်နေလို့ သုံးသပ်ချက်လေးတွေနဲ့ပြောပြရဖြစ်ပါရှင်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာကတော့လာရှုံမြို့နယ်ပတ်သက်တဲ့သတင်းလေးတွေဖြစ်ပါရှင်လာရှုံမြို့ကိုခြေကုပ်ယူလာတဲ့ MND ရဲ့အဖွဲ့နဲ့နောက်ဆက်ကအစွန်းတရုတ်နိုင်ငံကုမင်းမြို့မှာဆွေးနွေးပွဲထပ်မံပြီးတော့ကျင်းပခဲ့ပါရှင်လူငယ်ရဲ့ချက်ပိုင်းကျင်းပခဲ့တာပေါ့နော်အခုလိုကျင်းပတဲ့အခါမှာဆွေးနွေးပွဲကအဆင်မပြေခဲ့ဘူးဆိုပြီးသိရပါရှင်ဒီဆွေးနွေးပွဲမတိုင်ခင်မှာဆိုရင်လည်း MND ရကနေပြီးတော့ပေါ့နော်အဲခေါင်းဆောင်ပိုင်းတွေတရုတ်ကတီးတန့်ခေါ်ပြီးတော့တွေ့ရခိစ္စရလည်းရှိခဲ့ပါရှင့်ဒီတော့အဲ့လိုမျိုးတွေ့ရဆိုတော့ကျမတို့က အဆင်ပြေသွားမယ်လို့ညွှန်လင်းခဲ့တာပေါ့နော်ဒါပေမဲ့အဆင်မပြေဘူးတဲ့။ဘာကြောင့်လဲဆိုတော့ကိုကန့်တက်ဖွဲ့ရကြတော့သူကတောင်းဆိုတာလာရှုမျိုးအတွက်မှာဆိုရင်နေနေတွေခွဲပြီးအုပ်ချုပ်မှုတွေတောင်းဆိုခဲ့တယ်။ဒီနိုင်ငံတော်ဘက်ကနေပြီးတော့ကြတော့လာရှုမျိုး MND ကိုပေါ့နော်လာရှုမျိုးကနေပြီးတော့တက်ဆုပ်သွားမှုတွေတောင်းဆိုရဲဆိုတော့အဆင်မပြေဘူးပေါ့ရှင်။လိုချင်တာနဲ့ပေးနိုင်တာနဲ့မမျှအောင်ဖြစ်နေအောင်ပေါ့နော်ဒီလိုညှိနှိုင်းလို့မရခဲ့ဘူးပေါ့။အဖြေကတော့ဆွေးနွေးပွဲမအောင်မြင်ဘူးပေါ့ရှင်။မအောင်မြင်တဲ့ခါကျတော့ဆွေးနွေးပွဲမအောင်မြင်ရတဲ့နောက်မှာစိုးကြိုးတွေနောက်ဆက်တွဲအကျိုးရလဒ်တွေပါလာရင်အဲ့အလေးကျွန်မသုံးသက်ပြီးတင်ပြပေးချင်တာဖြစ်ပါရှင်။ အဲ့လိုဆွေးနွေးပွဲမအောင်မြင်တဲ့အတွက်စိုးရိမ်ပူပန်တဲ့အတိုင်းဝန်းတွေရှိလာပါရဲ့။အဲ့ဒီအတိုင်းဝန်းတွေမှာနံပါတ်1ကတော့ဒေသခံပြည်သူတွေဖြစ်ပါတယ်။လာရှုံမြို့မှာနေထိုင်တဲ့ပြည်သူတွေကဆိုရင် MNDA နဲ့တပ်မတော်နဲ့ဒီလိုမျိုးဆွေးနွေးတဲ့ကိစ္စမှာအောင်မြင်မှုဆိုတော့လာရှုံမြို့မှာနောက်ထပ်တစ်ချိန်တိုက်ပွဲတွေဖြစ်လာမှာကိုအင်မတန်စိုးရိမ်ထိတ်လန့်နေကြပါရဲ့။ဒီတော့တို့ဟာဆိုရင်တို့တွေးနေတာပေါ့နော်။ MNDA အဖွဲ့ရတဲ့လာရှုံကနေလော်လော်လော်ဆုတ်ပေးမှာမဟုတ်ဘူးတဲ့။ဒီတော့တပ်မတော်ကပြန်တိုက်မယ်ဆိုရင်ငါတို့ဘယ်နာပြေးကြမလဲဆိုတဲ့အတွေးတွေနဲ့စိတ်ဆင်းရဲမှုတွေဖြစ်နေတာပေါ့ရှင်။ဒါကတော့စေဘေးဒုက္ခတွေရဲ့အနေထောက်ကျွန်မနားလည်ပါရှင့် လူတွေကစစ်ပန်းလူပန်းရှင်တိလားအချားမျိုးပြေးဖို့ဆိုတာလဲပတ်စံရှိအောင်မှာကျမောက်နိုင်ငံကခါကြရင်လူတွေကလွယ်လွယ်ပြောတာရှောင်းလိုက်ပေါ့စကားပြောတာရှောင်းတာလွယ်တယ်ဘယ်မှာလဲပတ်စံဘယ်ပတ်စံနဲ့ရှောင်းအောင်ပါလဲပတ်စံမရှိရင်မြန်မာနိုင်ငံမှာဘယ်မှာသွားလို့မရအောင်ရှင်လမ်းမမှာတောင်းစားရမှာအဲ့လိုကြော်လဲစမပြေးဘူးလေ ဟုတ်တယ်မလားအဲ့လိုပေါ့နော်အဲ့တော့သူများမိသားစုမှာအခက်ခဲရှိရဲဆိုတာကိုကသိရဲဆိုလွယ်လွယ်ကူကူပြေးလိုက်ပါရှောင်လိုက်ပါဆိုပြောလို့မရအောင်ရှင်းသေးလားအဲ့လိုကိစ္စတွေကရှိပါတယ်ကြီးတော့ဒီမိသားစုတွေကဆိုလေစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့စပွဲဖြစ်မလားဆိုတဲ့အတွေးတွေနဲ့ပေါ့နော်လာရှုပ်မြို့မှာလက်ရှိကိုနေထိုင်နေရတာဖြစ်ပါရှင့်အမန်ဒီနဲ့တက်တဲ့ဆွေးနွေးပွဲမှာအောင်မြင်တာကိုအင်မတန်စိတ်ပူသွားတယ်နောက်ထပ်အင်အားစုတစ်ခုကတော့တက်မိသားစုတွေရှင့်သူတို့ဆိုရင်စိတ်ကကြတော့လာရှိုးကျင်းအောင်ထဲမှာရှိနေတဲ့တက်မတော်သားတွေလည်းဖန်းစီခံတာကပြန်မလွတ်တာအများကြီးရှိရယ်လေ အဲ့ဒါနဲ့ပတ်သက်ပြီးတို့စိုးရိမ်နေပေါ့ရှင်တပ်ပွဲတွေပြန်ဖြစ်လာရင်ဒီထောင်ထဲမှာရှိရဲငါတို့တက်မတော်သားတွေဘယ်လိုလုပ်မလဲဆိုရဲတွေးတွေပေါ့ရှင်တမတော်သားအော်တက်မတော်သားတွေဆိုပြီးလွယ်လွယ်ကူသုံးလိုက်တာသူတို့တက်ကသူတို့အဖေလေတိလာသူတို့တို့ကသူတို့ရဲ့တူးလူသောယောက်ျားလေယောက်ျားကလည်းအပေါ်ယူထားတာလည်းမရှိဘူးမြန်မာနိုင်ငံမှာဖြစ်စင်တော့လေမျိုးသမီးတွေကတယောက်ပဲယူရတာဒီတော့ကိုယောက်ျားထောင်ထဲရောက်နေတာဘယ်မျိုးသမီးကစိတ်ချမ်းသာကိုချမ်းသာနေနိုင်မလဲရှင်ဒီကြားရဲ့လူမှုဘဝဒုက္ခတွေကလည်းကြုံလာသေးရဲ့ဆိုတော့အဲ့လိုစိတ်ဆင်းရဲမှုတွေနဲ့ပေါ့နော်သူတို့စိုးရိမ်နေကြရဲ့ရှင် ဒါမြင်ကျွန်တော်တို့သိရတဲ့အချက်လေးတစ်ခုလည်းပြောပြပါမယ်အဲ့ဒါမှလည်းဆိုတော့လာချုပ်ကျင်းလောင်ထဲမှာရှိရတက်မလို့သားအချို့ကို MNDA တွေကဆွဲထုတ်ပြီးတော့ကြံခုတ်တဲ့နေရာမှာအုံပြူတယ်တဲ့ကြံခုတ်တယ်ဆိုတော့ရမ်းပင်မှန်းတာတဲ့ဒီလားရမ်းပင်မှန်းပြီးတော့ဥစားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ထောင်ထဲမှာထက်ဆိုင်တော့နည်းနည်းလွတ်လပ်နေရတယ်လို့သိရပါရှင့်ကြံခုတ်တဲ့နေရာနေပြီးတော့တချို့တွေဆိုရင်အိမ်ကိုဖုံးဆက်လာတယ်တဲ့အခွင့်အရေးလေးရတော့ဆက်လာတယ်ဒီပါရှင့်အဲ့လိုဆက်လာတဲ့အခါကျတော့မိသားစုကသိရတာပေါ့နော်သိရတဲ့အတွက်ကျွန်မကလာပြောပြလို့ကျွန်မပြန်ပြီးတော့တင်ပြပေးနေတာဖြစ်ပါရှင့် အခုဒီလာရှိုးကျင်းတော်ကနေပြီးတော့တက်မတော်သားအချို့ပြန်လွတ်ပေးရတယ်ရှိတော့ရှိပါတယ်ဒါပေမဲ့တဲ့ပြန်လွတ်လာတဲ့တက်မတော်သားတွေဟာဆိုရင်အချို့ကလမ်းမလျှောက်နိုင်တော့ပဲရှင်ချိနေကြတယ်ဒီကအစာဟာရမပြည့်ဝပဲနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်လို့တချို့ကျတော့အထက်မှာရိုက်ခံရလို့ချိရဲထိရိုက်တာနော်လူတယောက်ကိုလေအဲ့ဒီ MND ရဲ့စစ်သားတွေကလေစစ်တုံ့ပန်းဥပဒေကိုချိုးဖောက်နေတာရှင်နိုင်ငံတကာစစ်တုံ့ပန်းဥပဒေဆိုတာရှိရဲ့ဒီကောင်တွေအဲ့ဒါကိုချိုးဖောက်နေတာဒါကိုရေးယူမဲ့သူကလည်းမရှိဘူးဖြစ်ချင်တော့အဇလန်အဲ့လိုရရှိရပါတော့ဒီတော့ အခုဆိုတက်မတော်သားအချို့ပြန်လာတဲ့ခါမှာလမ်းမလျှောက်နိုင်ပဲခြိနေရဲတချို့ကျကူးဆက်ရောဂါတွေပါလာတယ်။ကြည်ရထောင်ထဲမှာညစ်ပပတ်ထားတယ်နဲ့ဒူပါရှင်။စစ်တုံမန်းနေဆိုတာအလွယ်တကူအဲ့လိုထားရတာမဟုတ်ဘူးနော်။စီမင်းစည်းကမ်းနဲ့အညီထားရတာရှင့်။ဒါပေမဲ့သူတို့လက်ထက်စစ်တုံမန်းနေကျမ်းမာရေးဆောက်ရှောက်မှုတွေရလား။အစာအာဟာရပြည့်ဝစွာစားရလားဆိုတာကဘယ်ဖွဲ့စည်းမှလားမသိဘူးလေ။ဒါမျိုးကြောင့်မြို့ခွင်ရေးနဲ့ပတ်သက်တဲ့ဥစားတွေလည်းမသိတော့မျက်စိကန်နာတွေကန်းကုန်သူတို့ဘာမှမသိဘူး။သိလား။သူတို့သိကျင်တာဟာပဲသူတို့ကလည်းသိရအဖွဲ့ရတယ်ဖြစ်စင်တော့လေ။ဒီတော့အကျဉ်းတော်တွေမှာရှိရတဲ့တက်မတော်သားတွေအသက်နဲ့ခံတာကို ဘသူကအမခံပေးမှလဲဆိုတာကဘယ်သူမှမပြောနိုင်တဲ့ကိစ္စဖြစ်နေရဲ့ရှင်ဒီတော့တက်မိသားဆိုတာစိုက်ပူတာမမားဘူးမမားအောင်ရှင်သိလားဟိုသူတို့လက်ထက်မှာတရက်ထားလို့ရှင်တရက်သိဖို့နီးသလိုဖြစ်နေရဲ့ရှင်ဒါလေးကတော့ကျမအနေနဲ့တက်မိသားဆိုတဲ့စိုးရင်ပူပန်မှုလေးကိုသူတို့ကိုစားပြန်လဲပြီးတော့ရှင်ဖွင့်ပေးတာဖြစ်ပါရဲ့ရှင်ဒီတော့ကျမအနေနဲ့ရှင်ဖွင့်လက်ဆောင်နေပေါ့နော်ကျမစီကိုတက်မိသားစုတွေပေါ့နော်ဖန်းစီခံရတဲ့တက်မတော်သားတွေဇနီးတွေတွေစာရင်းအားပို့လာတဲ့ရှင့်အဲ့ဒီစာရင်းအားလုံးကိုကျမအနှစ်ချုပ်ပြီးတော့သူတို့ရှင်တွေကခန်းစားချက်လေးတိုင်း ်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေနဲ့တပ်မတော်မှာယာရုမြင့်ပိုင်းတွေမှာတာဝန်ထမ်းဆောင်တဲ့သူတွေပေါ့နော်ဒီကိစ္စကိုကင်တွယ်နေတဲ့သူတွေသိအောင်ကျွန်မပြောပြရမယ်ဆိုရင်တော့တပ်မတော်သားမိသားစုတွေအားလုံးကတပ်မတော်သားတွေကိုပြန်လိုချင်နေကြရဲ့ရှင့်သူတို့ခင်ဖို့နေအိမ်ပြန်လာမယ့်နေကိုညှော်နေရဲ့ရှင့်ပြီးတော့ကလေးတွေသူတို့ဖခင်တွေအိမ်ပြန်လာမယ့်နေကိုညှော်နေရဲ့ရှင့်တချို့ဆိုရင်အဲရမခဖြစ်စင်မှာအမေလောက်တဲ့လူကဆုံးမသွားခဲ့တယ်။သမီးလေးပဲကြံတယ်ပေါ့နော်။သူ့ဖေကဖမ်းခံရတယ်။မောင်လေးနဲ့ကြံခဲ့တယ်ဆိုတော့ သူ့ဒီအဖေကိုမျောတာမမောင်းတော့သူ့ရင်ထဲမှာဘလို့နေမလဲရှင်ကလေးမလေးကစဲကြောတက်လေးပဲရှိသေးရဲ့ရှင်ဒီလိုမိသားစုတွေအများကြီးပဲအများကြီးပဲဒီတော့ဒါသူတို့ရင်ထဲကမျောလင့်ချက်သူတို့မျောလင့်တာပေါ့နော်ဒါကို့မျောလင့်ချက်ကတော့ကိုပြောဖို့တော့အခွင့်အရေးရှိမယ်ထင်တယ်ကျွန်တော်ပြောပြတာပါနော်သိလားသူတို့အဲ့လိုမျောလင့်နေရဲ့ရှင်ဒီတော့အဒီကောင်တွေဘလို့လုံးမှာလဲကျမအဲ့ဒါကြောင့်မေးရမှာပေါ့နော်မီဒီယာအနေနဲ့မေးတာပါရှင်ဘလို့လုံးမှာလဲပေါ့နော်ဒီကောင်တွေကိုဒီကောင်တွေလှုပ်သွားတဲ့ကိစ္စရက်တွေကလူချင်းမင်းတို့သိတာပဲရှင် ဘလောက်ထိတော့မတရားမှုတွေလုပ်သွားခဲ့တာလဲရမခဖြစ်စင်တော့ကဘလောက်ထိတော့မှတက်မိသားစုတွေအပေါ်မှာနှိပ်စက်ညှဉ်းပန်းသွားခဲ့တာလဲဆိုတာကိုလူချင်းမင်းတို့သိတာပဲရှင်ဒီကောင်တွေတရားကြည့်နေလို့လားဒီတိုင်းပဲလိုလောက်ကူကူပေးပြီးတော့စုတ်လိုက်တော့မလို့လားဒီမျိုးကနေပြီးတော့တကယ်ပဲလေမင်းတို့သွားလိုက်ပါဆိုရင်အကျိုးမြတ်တွေအားလုံးယူပြီးသွားလိုက်လို့ရှင်တက်မိသားစုတွေခံစားခဲ့ရတဲ့မတရားမှုတွေဘယ်သူဖြေရှင်းပေးမှာလဲရှင်ဥပဒေရအရေးယူပေးမှာလားဒါမှမဟုတ်အဲ့မခန့်ကျင်စိတ်တွေတစ်လုံးပါသွားတာမဖြစ်စေချင်ပါဘူးရှင်။ကိုကန့်နေ MNDA တွေဘာတွေလောက်သွားလဲဆိုတော့သူတို့အသိဆုံးပါပဲ ဒီအမှုတွေအတွက်တရားဥပဒေအရအရေးယူဖို့တရားမျှတမှုရယူဖို့ကျမတို့ဒီသက်မဖြစ်နိုင်တော့ဘူးလားရှင်ဒါတက်မိသားစုများအားလုံးကိုစားကျမမေးခွန်းထုတ်တာပါရှင်လူတွေဟာရင်ထဲမှာမခံနိုင်စိတ်တွေရများလာတဲ့အခါကြလို့ရှင်ဒီလိုလေးတော့ထုတ်မေးမှာပဲရင်ထဲမှာတက်တာရမှာရှင်ဒါကြောင့်ကျမမေးပေးတာဖြစ်ပါရှင်အဆောက်အဟာလေးတွေကတော့အများကြီးနှစ်သိမ့်မှုတွေပေးဖို့လိုအပ်နေပါတယ်နော်တက်မိသားစုရင်ထဲမှာစိတ်ဓာတ်ရရင်များသွားပြီရှင်ကလေးတွေဆိုရင်လည်းကျမအဲ့တော်လေးရမခက်ဖြစ်စဉ်ပြီးတော့ကျမကြားရတာ ကလေးတွေဆိုပြန်တော့လွတ်မြောက်လာတယ်ပေါ့နော်ဒါပေမဲ့အိမ်ရောက်လို့ရှင်လေညဘက်ဆိုမအိမ်နိုင်ဘူးလေအရန်ကြောက်လို့တဲ့ညမောင်လာကြောက်နေကြတယ်ရှင်ကလေးတွေကလေစိတ်တန်ရရသွားတာသိလားဒီကလေးတွေတော့လည်းဈမ်းမိုင်ဆောက်ရှောက်မှုလို့တယ်ရှင်ဒီတန်းပစ်ထားလို့မရဘူးရှင်ဒီစိတ်တန်ရကကလေးငယ်ရဲ့ဘဝတစ်ခုလုံးစိုးကြိုးတွေဖြစ်လာနိုင်နေရှင်ကျမတို့အများကြီးပြန်ပြီးကုစားရမယ်ကျမတို့တက်မိသားစုကိုအများကြီးပြန်ပြီးဆောက်ရှောက်ရအောင်ပါပါရှင်ဒါလေးတွေတော့ကျမတို့အတိမှဆွေးမြဲပြီးတော့ဒီကိစ္စလေးကိုအကင်တွယ်နိုင်ဖို့အတွက်ကိုလည်းကျမတိုက်တွန်းချင်ပါတယ်ရှင် အားလုံးမှာခက်ခဲကိုစီရှိကြတာပါပဲရှင်ဒါပေမဲ့ဘဝနဲ့ရင်ရတဲ့အခက်ခဲလောက်တော့မများလောက်ဘူးထင်ပါတယ်ရှင်ဒါကြောင့်ဘဝနဲ့ရင်လိုက်ရတဲ့သူတွေကိုသာပူဇော်ပေးပြီးတော့ကုညီဆောက်ရှောက်ပေးကြပါလို့သာကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ဒါကတော့တက်မိသားစုတွေရဲ့ရင်ဖွင့်စာလေးတွေကနေပြီးတော့ကျွန်မမှတ်မိတဲ့အချက်လက်လေးတွေကိုပူပေါင်းပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ရှင် အခုဒီအခုဆက်လက်ပြောပြမှာတော့လာရှုမြို့ရဲ့အခြေအနေပေါ့နော်လာရှုမြို့မှာဆိုရင်တော့လက်ရှိတိုက်ပွဲမဖြစ်သေးဘူးဆင်းတယ်မှာစိုးရိမ်ပြက်တယ်ဆိုမှတိုက်ပွဲတော့ပြန်မဖြစ်သေးပဲနဲ့အေဂျင့်နေရတယ်ဒါပေမဲ့တခုရှိရာဒီ MND ရကနေပြီးတော့လာရှုမြို့ထဲမှာဆိုပြစ်တစားလုပ်ငန်းနေမယ်လောင်းစားလုပ်ငန်းနေမှာ special ဖွင့်လာစက်ကြီးတွေရှူပြီးတော့ပေါ့နော်အဲ့လိုဖြစ်နေရရှင်သူ့မြို့ပုံစံလေဒီတော့ရာဇဝတ်သားတွေအရန်ပျော်ရွှင်တဲ့ဟိုဗာလဲမာဖီးယားတွေကျင်လည်တဲ့မျိုးကြီးဖြစ်နေတာပေါ့နော်အဲ့လိုမျိုးရာဇဝတ်မျိုးကြီးဖြစ်နေတာပါရှင်အဲ့လိုဖြစ်နေတာရှင်ဒီတော့အဲ့ဒီမှာနေနေရဲ့ပြည်သူတွေရဲ့ လုံခြုံမှုပေါ့နော်လုံခြုံမှုကလည်းတော့စိုးရိမ်မှုကောင်းနေပါချက်လုံခြုံမှုကင်းမဲ့တဲ့ပုံစံဖြစ်နေပါတယ်ပြီးတော့တရားခံမပေါ်တဲ့လူသက်မှုတွေဆိုလည်းမျိုးထဲမှာအဲ့လိုမျိုးရက်ခတ်ဆိုင်ဆိုင်ဖြစ်ပေါ်နေပြီးတော့မျိုးသမီးလေးတွေလုံခြုံရေးတွေအားလည်းစိုးရိမ်ပွဲရာအခြေအနေတွေဖြစ်နေပါချက်ဒါလားရှုံမျိုးရဲ့အခြေအနေပေါ့နော်နောက်ထပ်တစ်ခုကကြတော့လာရှုံမြို့ရဲ့ပြည်သူစီရင်အခြေအနေတဲ့လာရှုံမြို့ပြည်သူဆိုရင်မှဆိုရင်အခုပေါ့နော်ညအိပ်ပြီးတော့စိတ်ကူတမယ်ဆိုရင်တဲ့အများသောကဒင်အတွက်ကိုတညသသောင်းခွဲပေးရတယ်တိတဲ့အခန်းအတွက်ကိုတညအောင်9000ပေးရပါတယ်တဲ့ ဒါကြောင့်ဒေတာကန်ကျိုးကငွေမတက်နိုင်တဲ့အတွက်အဲ့ဒါကိုယ့်အိမ်မှာပဲကိုစိတ်ကုနေရတယ်ဆိုပြီးတော့လဲကြားသိရပါရဲ့။သူကြားချက်အနေနဲ့ MND ရေပေါ့နော်အဖွဲ့သားတွေကဆိုရင်လည်းအခုပြည်သူတွေရဲ့မြေကွက်တွေကိုနှစ်ချုံနဲ့ငှားနေတာရှိရဲဆိုပြီးတော့လဲသိရပါရဲ့။သူတို့ပြောတာတော့မပြောဆိုင်မယ်လို့ပြောတယ်တဲ့။စိုက်ပြွေးလုံမယ်ပေါ့ကွယ်စိုက်ပြွေးလုံမယ်ဆိုပြီးတော့ပြည်သူတွေစီကငှားတာတဲ့။ပြီးတော့လာမဲ့တကြံမှာဆိုလဲလာရှုံးမှာပေါ့နော် MND ရေအဖွဲ့ကဥဆောင်ပြီးတော့တကြံပွဲတော်ကိုခန်းနာကြီးကျယ်ဆိုတာကျင်းပမယ်ဆိုပြီးလုပ်နေတယ်တဲ့။ဒီတော့ ပြည်သူတွေကလည်းဒီကောင်တွေမြို့တွေကလည်းပြန်ထွက်ပါမလားဆိုပြီးတော့မယုံတော့တာလည်းမထူးဆန်းအောင်ရှင်မတင်သူတို့ကသူတို့မြို့ကြာနေသူတို့အိမ်သူတို့အိုးအိမ်သူတို့အိမ်ကြာနေအောင်လည်းမလုပ်နေလိုက်တာမှဘောရော်တွေလည်းကျင်းပါလှုပ်ချင်တာတွေလည်းလှုပ်ပြည်သူတွေကိုလည်းဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့စိတ်ကြိုက်ကိုပေါ့နော်ဖလဲပြီးတော့စစ်နိုင်တဲ့သူဆိုတော့ရှင်သိရမလားစစ်နိုင်တဲ့သူဆိုတော့အသေးအံတော့တခါလေအရေးညှစ်ထုတ်နေတာပေါ့လာရှုံမြို့ဒီတော့မြမတက်မလို့အနေနဲ့ကဒီလာရှုံမြို့စစ်ပွဲမှာအရေးနှိပ်ခဲ့တယ်ဆိုတော့ရေးနှိပ်တဲ့သူပီပီဒီတိုင်းနေသွားမလို့လားဒီကောင်တွေဘာမှပြန်ပြီးရေးမယူတော့ဘူးလား နည်းနည်းလေးတော့ပြန်ပြီးတော့တုတ်ကနန်းစက်ကန်းသွားမလုပ်တော့ဘူးလားပေါ့နော်ပြည်သူတွေကဒါလေးတွေမျောလင့်နေပါတယ်ရှင့်ဒါလေးတော့ကျွန်မတင်ဆက်ပေးချင်ပါတယ်ဒီတော့သတင်းလေးကိုအဆအဆုံးသုံးသပ်ရမယ်ဆိုတော့လာရှုပ်မြို့မှာနေထိုင်နေတဲ့တက်မိသားစုတွေရောပြည်သူတွေရောကတက်မလို့ကိုတော့မျောနေကြရရှင့်ဒါပေမဲ့တက်မလို့ဘလို့ပုံစံနဲ့ဝင်လာမလဲဆိုတော့လေသူတို့မှန်းဆပြီးတော့ကြောက်နေတာပေါ့နော်ဟိုကဆုံပေါက်ပြီးတော့ဝုံလုံးဝုံလုံးသုံးကားဝင်လာပြန်ရင်လည်းစစ်ပေးစစ်တံပြန်ဖြစ်မှာဆိုတော့သူတို့ကကြောက်အဲ့လိုမဟုတ်ပဲဒီတိုင်းပြစ်ထားလိုက်ရင်လည်းငါတို့ဘဝဒုက္ခပါပဲရေတိမ်နေပါပြီဆိုတော့အတွေးနဲ့ကြောက်ပေါ့နော် ဟိုတက်မတော့လာမှာလဲကြောက်မလာမှာလဲကြောက်ပေါ့ရှာလို့ဖြစ်နေရဲ့ရှင်လာရှုံးမြန်မာနေရဲ့သူတွေကလေတက်မိသားဆိုလည်းဒီလိုပဲဟိုကဲလို့ကဲမယ်ဆိုရင်လည်းတက်မတော့သားရဲ့ထိခိုက်မှာလဲစိုးရိမ်နေမကဲဘူးပြစ်ထားပြန်တော့လဲတက်မတော့သားရဲ့ထိခိုက်နေတာနေတိုင်းဒီတော့ဘယ်နာကြီးကြီးကြောက်စရာကြီးပဲဖြစ်နေရဲ့ရှင်ကျမတို့ကတကယ်ကြောက်ကြောက်ကြောက်ခစ်ကိုရောက်နေရပဲဘယ်နာကြီးကြောက်စရာကြီးပဲဟုတ်နော်ဒီလားအဲ့တော့တက်မတော်နေနေကတော့ပြည်သူတွေမျောလင့်ချက်ကိုကျမတို့ပြပြတာပါသူတို့မျောလင့်နေတာဒီလိုပါပဲရှင်တက်မတော်လာစီခြင်းတဲ့အတိုင်းမဲ့အကြံပရက်လာမှလည်းသူတို့ကြောက်နေတယ် ဇလန်းတွေအလိုရရှိရပါတော့ဒီတော့ဒီအပိုင်းကျတော့ကျွန်မဆက်ပြီးအကြံမပြုတ်တတ်တော့ရှင့်သူတို့ဖြစ်နေတာကိုပဲကျွန်မပြောပြတာပါတက်မလို့နေနေရဒီတော့ဘလို့မျိုးအချိန်လေးနဲ့လားရှုံမျိုးကိုပြန်ပြီးတော့တိမ့်ပိုက်ပေးမလဲလားရှုံမျိုးနဲ့ပတ်သက်ပြီးတော့ဘလို့လေးလုပ်ပေးမလဲဆိုတာကတော့ဒါကလက်နက်ကိုင်ဖြစ်တဲ့မြမတက်မလို့နဲ့အာနာရှိရဲ့နာဆကအစိုးရကဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါရှင့်ကျွန်မအနေနဲ့ကတော့လားရှုံမျိုးရဲ့တင်းင်းလေးကိုပြည်သူတယောက်အနေနဲ့ပြည်သူအတန်လေးတွေကိုစုပေါင်းပြီးတော့အခြေအနေအမှန်တိုင်းတင်ဆက်ပေးတာဖြစ်ပါရှင့်ဒါဖြစ်ဖြစ်ကျွန်မနိုင်ငံ စစ်ပွဲတွေမဖြစ်ဘဲနဲ့အဆင်ပြေသွားရင်တော့ကောင်းတာပေါ့ရှင်ဒါပေမဲ့လည်းစစ်ပွဲတွေမဖြစ်ရင်လည်းအရှိမစစ်ပွဲဖြစ်ခဲ့တဲ့ကာလမှာမတရားလုပ်ခဲ့တဲ့သူတွေကိုကျမတို့ကဒီတိုင်းလှုပ်ပေးလိုက်ရမှာလားအဲ့ဒီကိစ္စကလည်းတော်တော်ကိုခေါင်းကြီးတဲ့ကိစ္စပဲရှင်သိလား MNDA လားရှို့ကိုတင်ပိုက်သွားတော့ကမတရားမှုတွေအများကြီးလုပ်သွားခဲ့တာတက်မိသားစုတွေအပေါ်မှာရောပြည်သူတွေအပေါ်မှာရောရက်ဆက်ရှုပ်မှားသွားခဲ့တာရှင်ဒါတွေကိုဘလို့ပြန်ဖြေရှင်းမှာလဲအဲ့ဒီအပိုင်းလေးစဉ်းစားလိုက်လို့ရှင်လေသိလား ဲ့ဒီဘာဖြေရှင်းရမယ့်သူနေရာမှာဆိုရင်ကျမညတော့အိပ်ပြောပါမှမသိဘူးရှင်တဖို့ဖြေရှင်းရခက်တဲ့ကိစ္စဖြစ်မှာပါပူချင်းစာပါတယ်နော်ဒီတော့ကျမောက်နိုင်ငံဒီလိုပါပဲရှင်ဝစ်ကျွေးရေးကြီးမဟန်တူပါရှင်နိုင်ငံရဲ့ပြောင်းလဲမှုတိုင်းမှာသွေးချောင်းစီးရတဲ့နိုင်ငံတော်တော်ကိုစိတ်မကောင်းဖြစ်စရာနိုင်ငံပါပဲရှင်အဲကြောင့်ကျမတို့ကဒီကိစ္စလေးကိုပေါ့နော်တင်ဆက်ရင်းနဲ့မိဘပြည်သူများကိုပြောပြချင်တာကကိုယ်နိုင်ငံအခြေအနေလေးကိုကိုယ်တိုင်သိပြီးတော့ကိုယ်နိုင်ငံအတွက်ဘာလေးလုပ်ပေးတင်လဲဆိုတာလေးစဉ်းစားတင်ပါပြီရှင့်စစ်ပွဲတွေအမပေးပါနဲ့တော့နော် စစ်ပွဲကြားထဲမှာမိဘဖြစ်သူတွေပဲဆုံးရှုံးတာပါရှင့်တိလားကျမတို့လည်းမကယ်နိုင်ပါအောင်ရှင့်ကယ်နိုင်တယ်ဆိုလားကယ်ပါတယ်ရှင့်တိလားစူပါဝူးမန်ဆိုတဲ့တမျိုးကျမလည်းပါရိန်ဂျာဆိုတဲ့တမျိုးကျမလိုက်ကယ်ခြင်းတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့တော့မှသူများတတ်မှာဆိုလို့အမြဲတမ်းလုံခြုံရေးသတိထားပြီးနေနေရတဲ့ဘဝရှင့်ဒီတော့တောင်တောင်မကယ်နိုင်တဲ့အခြေအနေမှာကျမတို့ကသတင်းတင်ဆက်တဲ့နေရာအနေနဲ့မိဘပြည်သူများသတိပြုဆင်ခြင်မှာကိစ္စလေးပြောပြတာဖြစ်ပါရှင့်မိဘပြည်သူများသတိပြုဆင်ခြင်ပြီးတော့နေထိုင်ကြပါအားလုံးပဲကံကောင်းကြပါစေလို့လည်း ကျမတို့စူတော်မြေတာပို့တာပါရှင်။ကျမတို့ဘရန်မီဒီယာရဲ့တက်ဆက်မှုတွေကိုအမြဲတမ်းစိတ်ရှိလက်ရှိအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကျမတို့မိဘပြည်သူများအားလုံးအားလုံးတရားချင်းစီကံကောင်းတဲ့နေ့ရက်တွေရောက်ရှိပါစေလို့ကျမတို့ဘရန်မီဒီယာအဖွဲ့သားများအားလုံးမှစူတော်မြေတာပို့တာလိုက်ရပါတယ်ရှင်။